အမဝင်းကြီးရိုက်တဲ့ရိုက်တုန်းကငွေဦးမဲ့အနည်းဆုံး20ပတ်ချလဲပေါ့မိကက်အပြင်စင်ပါညာကပြင်ပေးရဆိုပေမဲ့လည်းအဲ့ခေအဲ့ခါကတော့သူ့ဟာနဲ့သူကြည့်လို့ကောင်းနေရမိကက်အပြင်စင်တစ်ခုဖြစ်နေတာပေါ့နော်ဒါပေမဲ့သူတို့တွေအခုချိန်မှာပြန်ပြီးတော့ကြည်ကြတဲ့အခါမှာကြောက်လေဘလုံးကြီးလည်းမသိဘူးအရင်ရုပ်ဆိုးတာပဲကိုယ့်ကောင်လေဟိုလူကလည်းပိန်ပိန်ညံညံတတိလေးနဲ့ဖြစ်နေရတယ်ဆိုတော့မိကက်အပြင်စင်နဲ့ကြည်လိုက်လို့ရှိရင်ဟဲ့ငါကြောက်လိုက်တာကိုယ့်ကိုယ်လည်းပြန်မကြည့်ရဘူးရုပ်ဆောင်ရတဲ့အခါမှာလည်းအဲ့တုန်းကကြာတော့လုံးဝ ကိုလက်တက်ဆာအနေနဲ့ပဲရှိရလိုအပ်ချက်တွေကအများကြီးရှိသေးရပါဘောเนาะအမှုသမီးတယောက်အနေနဲ့ကငယ်တုန်းကကျတော့သူ့ဟာသူငယ်ငယ်ကုံလေးနဲ့လှတယ်ဆိုနေပြီမဲ့အသက်ကြီးလာတဲ့အခါမှာဟိုပိုလှတဲ့အလှလေးကဘာနဲ့မလဲလို့မပြောဘူးပိုလှတယ်လို့သူ့ဟာထင်တယ်အိမ်မှာအငယ်ဆုံးပဲဖြစ်တယ်ရောလေခုခုဆိုလို့ရှိရလို့ပူကြခြင်းတယ်လို့ကလေးပြုတ်မှုလေးတွေကနည်းနည်းလေးရောဟိုကြံနေသေးရတူရောထင်တယ်ကိုယ့်ကိုအရန်ကြီးပေါ့နော်โอ้แมจูราဖြစ်သွားပြီအရင်ရင်းကျက်နေရလို့တော့မထင်သေးဘူးအဲ့ဒီတော့ဟာဆိုပြန်မကြည့်ရဘူး ကြောက်လို့ကိုယ့်ကိုယ်လေးဒီလိုလိုမဲ့ငယ်ရလေ18 16000တန်းပြပြချင်း first year ချိန်တော့ပဲဆို16000အရွယ်လေးပဲရှိသေးရဆိုတော့လေအလောက်ကြီးချီလဲ make up အပြင်ဆင်ပါညာကပြင်ပေးရဆိုပေမဲ့လဲ AKA အခါကတော့သူ့ဟာနဲ့သူကြည့်လို့ကောင်းနေရ make up အပြင်ဆင်တစ်ခုဖြစ်နေရပေါ့နော်ဒါပေမဲ့သူ့တို့တွေအခုချိန်မှာပြန်ပြီးတော့ကြည့်ကြတဲ့အခါမှာကျတော့လေမလိုကြီးလည်းမသိဘူးအရင်ရုပ်ဆိုးတာပဲကိုယ့်ကိုယ်ကောင်လေဟိုလူကလည်းပင်ပင်ညာညာတတိလေးနဲ့ဖြစ်နေရတယ်ဆိုတော့ အမေကပြင်စင်နဲ့ကြည်လိုက်လို့ရှိရင်ဟင်ဟာရှောက်လိုက်တာကိုယ့်ကိုယ်လည်းပြင်မကြည့်ရဘူးအစပင်ကေဆိုလို့ရှိရင်လှုပ်ထားတာမှလေအစမ်းပြားရည်နဲ့ဆိုဟဲလို့အဲ့ခေအခါကတော့လို့ကြည်ရအကုန်လုံးကတော့ဒီအစင်သိအစင်ပြေနေရပဲပေါ့နော်ဒါပေမဲ့ဒီလိုမျိုး2020 2020ပြန်ကျော်လာတဲ့အခါမှာကြည်လိုက်တဲ့အခါမှာတော့ဘယ်လိုပုံကြီးဖြစ်နေမှန်းမသိတော့ဘူးဟိုအရှင်းဆုံးပြောရရင်ဒီဗာဘယ်ဆိုင်ရောလက်မာတော့မှနည်းနည်းနောက်ကျတယ်သူ့နောက်မှရိုက်တယ်တရေကဝင်းကြီးရှိုက်တဲ့တော့အပြင်အစင်ကိုကြည်တော့ကလည်း ပိုးလို့နှကန်းကြီးကခရမ်းရောင်လေးဆိုရတာတော့ share တော့အဲ့လိုခရမ်းရောင်လေးဖြစ်နေဟဲ့ဘလို့ပြင်ထားမိရလဲပေါ့နော်အဲအဲ့လိုတော့ဖြစ်တာပေါ့ပိုးဆိုးတယ်မင်းမှန်ထူရပါလေဟုတ်ပါအဲ့လိုပြန်ကြည့်တဲ့အခါမှာကိုယ့်ကိုလက်လံသွားပေါ့ဟိုအဲ့ခစ်အဲ့ခါတော့အဆင်ပြေပေမဲ့ဒီ kimchi get trend နဲ့ပြန်ကြည့်ရခါမှာကျတော့လည်းနည်းနည်းလေးကိုကြည့်ရအချို့ဟာလေးဆိုအဆင်မပြေလေးရှိရပါတော့ကိုကိုပြန်ကြည့်ရတဲ့အခါမှာအဲ့အားလေးတွေကတော့အမတ်တရားဖြစ်တာပေါ့ပြီးတော့တရုတ်ဆောင်ရတဲ့အခါမှာလည်းအဲ့တုန်းကကျတော့လုံးဝ ကိုလက်သက်သက်စားအနည်းနဲ့ပဲရှိရလိုအပ်ချက်တွေကအများကြီးဖြည့်သေးရပါတော့အခုချိန်မှာတော့အဲ့တုန်းကလိုအပ်ချက်တွေအကုန်လုံးကိုပြန်ပြန်ပြင်ဆင်ပြီးတော့အကောင်းဆုံးတော့ပြန်ပြီးစ조사နေတဲ့အချိန်လေးပေါ့အခုကတော့ဟုတ်သူအဲ့မိနစ်ချက်တရံကိုအသက်ဘယ်လောက်ရှိမလဲအမဝင်းကြီးရိုက်တဲ့ရိုက်တုန်းကငွေဦးမဲ့အနည်းဆုံး20ပတ်ချာလဲပေါ့19အဟို ဟိုဟာက69လောက်မှာဆိုဆိုင်းအောင်လက်ပြီးမှရိုက်တာဆိုတော့အနည်းဆုံး20 21 19လောက်ပဲရှိအောင်မယ်အဲ့အရွယ်လေးပဲရှိအောင်မယ်ဟုတ်ညနာပြောင်းပုံစံလေးတော့ပြောင်းလာလေးတော့ရှိရပါဘူးအဲ့တော့ငယ်တုန်းကကျတော့လေငယ်ရုပ်ပုံစံမျိုးလေးတိုင်းဖြစ်နေတာပေါ့အခုကျတော့အဲ့တော့နည်းနည်းကြီးလာပြီဆိုတော့ဟိုရုပ်ကတော့အရင်မပြောင်းသွားဘူးဆိုပဲနည်းနည်းလူကြီးပုံစံလေးတော့ဖြစ်လာပြီတူအနေနဲ့ကတော့ဒီလူကြီးဖြစ်လာလေးကိုပိုသဘောကျတယ်ဟိုမိန်းကလေးတယောက် အမျိုးသမီးတယောက်အနေနဲ့ကငယ်တုန်းကကျတော့ ူကတော့သူငယ်ငယ်ကုံလေးနဲ့လှတယ်ဆိုနေပြီမဲ့အသက်ကြီးလာတဲ့အခါမှာဟိုပိုလှတဲ့အလှလေးကဘာနဲ့မလဲလို့မပြောဘူးပိုလှရလို့သူကတော့ထင်တယ်ဟိုမြို့သမီးတယောက်16 19မှာလှနေတာထက်ဟိုအသက်25နှစ်26နှစ်တို့30တို့နီးပါးကက်လာတဲ့အခါမှာလှတဲ့အလှလေးဟာလေပို့ပြီးတော့လှရလို့ပြောလို့ရတာပေါ့နော်ဟိုမျိုးသမီးတယောက်ဖြစ်လာပြီဆိုပြီးတော့ပြပြဝါလေးနဲ့ပိုလှရလို့ချင်းတယ်သူကတော့လေဟုတ် ခုခေတ်ကကျတော့ဒီဆိုရှယ်မီဒီယာလည်းခေတ်စားလာတယ်ဘယ်လိုမျိုးကိုယ့်ကိုပြုပြင်နေထိုင်ရမလဲဆိုတာကိုအမျိုးသမီးတွေကတိလာတဲ့နောက်ပိုင်းမှာဟိုဘယ်လိုလှအောင်နေရမလဲဆိုတာကိုတိလာတဲ့အခါမှာအကုန်လုံးနှိမကဟိုကို့မှာနိုင်တဲ့ဝင်လေးနဲ့ပေါ့နော်လှအောင်နေလာကြပြီအဲ့တို့ကြောင့်အမျိုးသမီးတွေကကျမကြီးတွေလိုက်စားလာကြပြီဆိုတော့ပို့ပြီးတော့လှလာကြတာပေါ့နော်ဟိုအဓိကအသက်ကြီးလာလေကိုယ့်ကိုတိတိကျကျလေးထိမ့်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 နေတဲ့လှအောင်နေနိုင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဟိုရမဲ့ လှသွေးကျယ်တဲ့အမျိုးသမီးတယောက်ကိုဖြစ်နေမှာပေါ့နော်တို့ငငယ်တုန်းကလို့16စနစ်16 19လုံးကလို့အလှချက်ပို့ပြီးတော့လှတဲ့အမျိုးသမီးကြီးဖြစ်နေမှာလို့တို့ကတော့ထင်တယ်အိမ်မှာအငယ်ဆုံးပဲဖြစ်တယ်ရောလေခုခုဆိုလို့ရှိရင်လို့ပူကြခြင်းနဲ့လို့ကလေးပြုတ်မှုလေးတွေကနည်းနည်းလေးတော့ဟိုကြံနေသေးရတို့တော့ထင်တယ်ကိုယ့်ကိုအရန်ကြီးပေါ့နော်ဟိုမဂျူရာဖြစ်သွားပြီအရန်ရင်းကျက်နေရလို့တော့မထင်သေးဘူးဟိုအခုတော့မှအင်တာဗျူးဖြစ်လို့ရှိရင်တင်ငယ်ချင်းတို့လိုမျိုးလေးလှုပ်ထားတာမဟုတ်ရင်လေဖြေးနေနဲ့ကွာကွာပြင်းလာလို့ရှိရင်တို့ဖြစ်ရင်ဖြစ်သွားလားအဲစကားပြောကအရန်မြန်ပြီးတို့ တွက်တဲ့ပုံစံမျိုးဖြစ်သွားတတ်တော့လေကိုယ့်အကူကိုယ်ကလည်းတည်ငြိမ်ခြင်းအောင်လေးဆောင်နေရ